အားလုံးပဲမင်္ဂလာပါအဲကျွန်တော်ဒီနေ့အဲကျွန်တော် Dell laptop ပေါ့နော် Dell laptop ကျွန်တော် i5 음 i5 ကိုစစ်ချင်ပေါ့နော် i5 စစ်ချင် Dell laptop မှာ window တက်မလာတာပေါ့နော် window တက်မလာတော့ window တက်မလာတဲ့အကြောင်းရင်းဘာဖြစ်လဲဆိုတော့ ျွန်တော်ဆက်ကကြတော့ဘက်တီလစ်နေရပါတော့ဘက်တီလစ်နေရခါကြတော့မီးနဲ့ဓာတ်ရိုက်သုံးနေရတဲ့အခြေအနေပေါ့အလောလောဆယ်ဘက်တီရာလည်းပြည့်စည်ရှားနေရတယ်ဆိုတော့အဲ့တော့မီးပြက်လိုက်လာလိုက်နဲ့မာပါပါကအလာမခံနိုင်တော့မခံနိုင်တော့မီးပြက်ရင်အဲဓာတ်ရိုက်ဆက်ကလုံးဝပိတ်သွားတဲ့အခြေအနေဖြစ်သွားတော့သုံးမှများတော့ကြတော့ဆက်ကပွင့်မလာတော့ဘူးပေါ့နော်ပွင့်မလာတော့ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့အာမှာ ကျွန်တော်လုံးရတဲ့အဆင့်လေးတွေအဆင့်လေးတွေကိုတော့ကျွန်တော်ဗီဒီယိုအမှတ်တမ်းလေးတင်ထားတယ်ပေါ့နော်အပထမဆုံးကျွန်တော်တို့ကဒီ Windows စတက်လာပြီဆိုလို့ရှိရင်သူ့မှာ error ဖြစ်တာက error box ရလာတယ်ပေါ့နော်အဲ့ error box ကိုတစ်ချက်ကြည့်ပြီးတော့စောင့်ကြည့်လိုက်တဲ့အချိန်မှာ အဲ့အဲ့ဒါကိုတော့ face လုပ်တဲ့အခါမှာသူကတော့ရှင်းတယ်ပေါ့နော်အဲ့ချိန်ကျရင်ကျွန်တော်တို့ကဘာပြန်လုပ်ရလဲဆိုတော့ bio ထဲကိုဝင်ရတယ်ပေါ့အဲ့တော့ဒီ dell laptop မှာကျွန်တော် bio ထဲကိုဝင်ဖို့လို့ဆိုလို့ရှင်တော့ဒီ f2 function key ကိုကျွန်တော်ဇက်တိုက်ဆက်နေထားတယ်ပေါ့နော်ဆက်နေထားပြီလို့ရှင် bio ထဲရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်အဲ့မှာလုပ်တဲ့အစင်လေးတွေတစ်ချစ်စင်ချင်းစီပေါ့နော်တစ်စင်ချင်းစီလေးတွေကို share ပေးထားပါတယ်ဒါကကျွန်တော်တို့လို beginner user တွေပေါ့နော်ဒီနည်းပညာကိုသုံးနေတဲ့ရုံတုံးကျွန်တော် ောင်းသုံးအပျော်ရမ်းသုံးအဲ့လိုမျိုးသုံးတဲ့ဒီဟိုမိတ်ဆွေတွေရင်းနှီးတဲ့သူတွေပေါ့နော်ကျွန်တော်တို့အပေါင်းအသင်းတွေအဲကျွန်တော်တို့အဲ့တူတူတွေကဒီစားပစ်စံတာကိုပြဖို့လို့ရောဖြစ်ဖြစ်တခြားနေရာမှာအာဝေးလံတဲ့နေရာမှာပဲဖြစ်ဖြစ်ဖြစ်နေရဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ခြင်းအားဖြင့်ပေါ့နော်အဲကျွန်တော်နဲ့ဒီ error တူတာတွေရှိခဲ့တယ်ဆိုလို့ရှိရင်ဒီအတိုင်းလေးလိုက်လုပ်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်တော့အဆင်ပြေမယ်လို့ မျောလင်းနေပေါ့နော်ကျွန်တော်တို့ကကျွန်တော်ကဟိုဒီတအားကြီးကျွမ်းနေလို့တက်နေလို့တော့မဟုတ်ပါဘူးဗျကျွန်တော်လုံးလို့ရတဲ့ဟာအဲလုံးလိုက်တဲ့ဟာလေးနဲ့အဲဒါပေါက်ကြတဲ့ညီကိုတွေအားလုံးအတူတူရှင်ရင်ဒါမျိုးလေးလိုက်လုပ်ကြည့်ပေါ့နော်ဒါဆိုလို့ရှင်တော့အဖြေတစ်ခုထွက်မှာပါ เนาะအဲ့တော့ဆက်ပြီးတော့ကြည့်လိုက်ပေါ့เนาะကျွန်တော်အဲ့ဒါလေးကိုမှတ်တမ်းလေးတင်ထားတာရှိပါတယ်အဲ့ဒါလေးကိုလာပြီးတော့ပြန် share ပေးတာပါအဲစောင့်ကြည့်ပေးသွားပေါ့เนาะမလိုအပ်တဲ့ဝင်လဲနားလဲသွားရယ်ဆိုရင်တော့အာဟိုမှာဖြစ်ပါနဲ့မကြည့်ပါနဲ့ပေါ့เนาะအာကျေးဇူးတင်ပါတယ်အမားပါရင်လဲခွင့်လွတ်ပါပေါ့เนาะဒါကျွန်တော်က share ပေးခြင်းတသက်တာဖြစ်ပါတယ်ဗျဟုတ်ကျေးဇူးတင်ပါတယ် of these difficulties i realize that 80% of them could be resolved တော်မှာယူယူအပိုင်းပါဒီမှာဒါဒါလေးပြီးတော့ပြီးရင်တော့ဒီလိုတက်လာခဏဆောင်ပါဗီဒီယိုရှင်းအောင်ဆောင် အစောတော့ error တက်တဲ့ UEFI ရဲ့အဲ UEFI ရောဆိုပြီးတော့ error တက်တာကြီးနားလေးမှာလေအဲ့ဒါကို set ကို reset တစ်ခေါက်ပြန်ခြားချပြီးဒီ F2 key ကို F2 key ပေါ့နော် keyboard မှာ F2 key ကိုနှိပ်နှိပ်ပြီးလို့ရှိရင်ဒီဒီဟာတော့ boot sequence ကိုပြန်ဝင်ဝင်ပြီးပါလို့ရှိရင်ဒီမှာဒီ UEFI ကိုယူပြီးလို့ရှိရင်ဒီမှာ UEFI အဲဒီမှာပါတဲ့ဒီ TS128 GSSD ဒီမှာ TS128 အကောင်ယူယူပြီးလို့ရှိရင်ကျွန်တော်တို့က apply နည်းနည်းလေး ဒီမှာ seats customer setting ဖြစ်ဒီမှာ okay ပြလိုက်ဒီ excel လေးထွက်လိုက်အဲ့ဒါပြန်တက်လာလိုက်嗯，怎么？变得来呢？ ဟွန်းဒီမှာကျွန်တော်တို့ကပြန်တက်လာပြီ Windows ပြန်တက်လာပြီပေါ့နော်